ခုတင်ဆက်ပေးမယ့်သတင်းကတော့ဇနီးတဲ့လက်စားမှုအတွက်မြင့်ကြီးကျော်ရာထူးမနှုတ်ထွက်ဖို့အတွက်ဆန္ဒပြနေတဲ့သတင်းပဲဖြစ်ပါတယ်။ဇနီးတဲ့ဖြစ်သူရဲ့အခရီးလိုက်စားမှုအတွက်ဝင်ကြီးကျော်ဖြစ်တဲ့ပီတိုဆန်ချက်ကိုရာထူးကနှုတ်ထွက်ဖို့အတွက်စပိန်ပြည်သူတွေကဆန္ဒပြတောင်းဆိုမှုတွေလှုံ့ဆော်နေရလို့သိရပါတယ်။အွန်လိုင်းပေါ်မှာပေါကြားခဲ့တဲ့အတန်းဖိုင်တစ်ခုရာ ပီတိုဆန်ချဲရဲ့ဇနီးတဲ့မာရီယာဟာစပိန်ဆိုရာဖွဲ့ဝင်ကြီးအောင်တရှုံနဲ့အခရစ်လိုက်စာပြုလုပ်ခဲ့တယ်လို့သတ်မှတ်နိုင်တဲ့အချက်တွေပေါ်ထွက်လာခဲ့တာကြောင့်ပီတိုဆန်ချဲကိုယာဒူကနှုတ်ထွက်ဖို့အတွက်တောင်းဆိုတဲ့ဆန္ဒပြမှုတွေပေါ်ထွက်လာခဲ့တာပါ ပေါက်ကြားခဲ့တဲ့အတပ်ပိုင်းတွေမှာကိုဗစ်ကရောဂါကူးစက်ပြပွားနေတဲ့ကာလာတော့ကကာကွယ်ရေးနဲ့ကုသရေးလုပ်ငန်းစဉ်တွေအတွက်မက်ဆွေတသင်းကိုပြုခဲ့တဲ့လုပ်ငန်းတရှုနဲ့ကာကွယ်ဆေးနဲ့တခြားဆေးဝါးပစ္စည်းတွေဝယ်ယူဖြန့်ပြမှုနဲ့ပတ်သက်တဲ့လုပ်ငန်းစဉ်တွေမှာမာရီယာနဲ့အစိုးရဖွဲ့ဝင်ကြီးတရှုကအခရီးလိုက်စားခဲ့တဲ့လို့သတ်မှတ်နိုင်တဲ့တချက်တွေပါဝင်ခဲ့ပါတယ်။ပီတိုဆန်ချက်ကဆန္ဒပြမှုတွေနဲ့သူ့ကိုယ်ရာထူးကနှုတ်ထွက်ဖို့အတွက်တောင်းဆိုမှုတွေဟာနိုင်ငံရေးအရလက်ချက်တိုက်ခိုက်မှုတွေဖြစ်တယ်လို့လည်းပြောကြားခဲ့ပါတယ်။ ဒီသတင်းကိုတော့ညင်းချမ်းဝါပေးပို့လာပါ